ပြီးခဲ့တဲ့တပတ်ကျွန်တော်တို့ကယူဆပုံမှားရင်းသွားတယ်ဟိုကကျွန်တော်ပြခဲ့တဲ့ဟာဖရင်ကမှန်တယ်နော်ဖရင်မှန်ပြီးကျွန်တော်တို့ယူဆပုံကမှားသွားတယ်ကျွန်တော်တို့ကဒီမှာဒီကောင်းတော့ပြီးပြခဲ့တာပဲဗောနော်ဒီမှာဒီဒီနောက်ပေါင်း9နဲ့ဒီရှေ့ပေါင်း4နဲ့ဒီ3လို့ထည့်လိုက်တယ်ဗောနော်3 4ပြကျွန်တော်ထည့်ထားတယ်နော်ဒီနောက်ပေါင်း3နဲ့ရှေ့ပေါင်း10နဲ့3လို့ထည့်ထားတယ်နော်3လို့ထည့်ထားတယ်နောက်တစ်ခါဒါဒီဖြစ်ကြောင်းလိုက်ဗောနော်ဒီမှာနောက်ပေါင်း8 နောက်ပေါင်းရှစ်နဲ့ဒီမှာရှေးပေါင်းကားနဲ့သုံးလို့ထည့်ထားတယ်နော်ဒီမှာလည်းနောက်ပေါင်းရှစ်ဒီမှာနောက်ပေါင်းရှစ်ကိုကျွန်တော်တို့ဒီမှာရှေးပေါင်းကားနဲ့သုံးလို့သူထည့်ပါတယ်ထည့်ပါပြီကျွန်တော်က၃ညာ၅ရှစ်တွေယူထားတာပေါ့ဗျာနော်သူကတစ်လေးတွေထုတ်ပါတယ်ကင်မားတယ်ပေါ့ဗျာနော်နောက်ပြီးကကျွန်တော်ကဒီလိုယူထားတယ်ပေါ့နော်ဒီ၃ထိတ်နဲ့နောက်ထပ်နှလုံးခုနဲ့၁၀ရှိထိတ်နဲ့နောက်ထပ်နှလုံးနှင်းနဲ့30 6ထိတ်နဲ့နောက်ထပ်နှလုံး၄နဲ့30 9ထိတ်နဲ့ဒီနောက်ထပ်နှလုံးတင်းနဲ့30ဆိုကျွန်တော်3နောက်ပိတ်ယူပြီးတော့3953ကိုပြရတယ်ပေါ့နော်3953ပြရတယ်အဲ့3နောက်ပိတ်ပြရတဲ့ site ထဲမှာပဲပြခဲ့သေးတာပဲနော်ဒီပရိ9နဲ့9နောက်ပိတ်နဲ့ အဲ့ရနေလဲအဲ့လိုမျိုးအောင်တတ်တယ်လို့ထဲလို့ရတယ်ပေါ့နော်ကိုကြက်တဲ့ဟာကိုကိုနောက်ဘက်ကိုတုံးလို့ပြောခဲ့တယ်ပေါ့နော်ဗရိတ်နဲ့နောက်ဘက်နဲ့30ဗရိတ်နဲ့ဒီနောက်ဘက်နဲ့30နော်ရိုးရိုးလေးပဲဆော့သွားတာပြည်တယ်ဒီဗရိတ်နဲ့ဒီနောက်ဘက်နဲ့30အဲ့ဒါကိုပေါ့နော်ဒီမှာဗရိတ်9နဲ့9နောက်ဘက်နဲ့30ကိုကကနန်းယူတော့မှားတယ်ပေါ့ဗျာနော်သူအလုံးထဲတာတော့မှန်တယ်ငါနောက်ဘက်လည်းပြခဲ့တယ်ရှေ့ပေါင်း9လည်းပြခဲ့တယ်ရောကြဒီ963 30ယူတယ်သူကဒီဗရိတ်နဲ့နောက်ဘက်နဲ့ကို30ထည့်သွားတယ်ပေါ့နော်အဲ့တော့ဒီ30ရိုက်ချင်တယ်ကကျွန်တော်က နောက်တစ်ကက်မှာဒီမှာ share ဆုံးမယ်ပေါ့နော် share ဆုံးမယ်ဆိုရောရိုးရိုးဆော့တဲ့ line တစ် line ပြခဲ့အောင်ဒီ frame ကဒါပြီးခဲ့တဲ့ဟာကိုပြန်ပြပေးတာပေါ့ဗျာနော်ညာနှစ်ခုလုံးပြခဲ့တယ်ရှေးပေါင်း၅လည်းပြခဲ့တယ်အားနောက်ပဲလည်းပြခဲ့တာပဲပေါ့နော်ပြခဲ့ပြီးတော့မကတ်မိတော့မပေါဘူးပေါ့အဲ့တော့ဒီအထဲမှာမှအဲ့လိုမျိုးဖြစ်ပြီးသွားပြီဆိုရင်ပေါ့နော်အဲအဓိကတော့အဲ့လိုပဲပြောရမှာဒီရှေးပေါင်းနဲ့ဒီနောက်ပိတ်နဲ့ဒီရှေးရှေးပေါင်းနဲ့အပေါ့နောက်ပေါင်းနဲ့ရှေးပေါင်းနဲ့ဒီသုံးပေါ့ဗျာနော် ဒီပရိနေနောက်ပြနေဒီ30ပေါ့နော်30ရဲ့ရှင်းနေအောင်ဝိုက်ပြီးသူ့ကိုဘာလွတ်လောက်ရလဲဆိုတော့သူ့ရဲ့ဒီအောက်မှာပေါ့နော်ဒါတွေကဒါရောက်ကတ်တွေပုံညာ9တော့ရေရွှေရှင်းရှင်းလေးပဲခြံပါဗျာနော်အားရှုပ်သေးမပြသေးဘူးဆိုတော့မပြသေးဘူးဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဒီ30ပေါ့နော်ဒါနှစ်ခုပေါင်း30နဲ့30နဲ့30တန်30တန်နဲ့ပြီးသွားတာဖြစ်တယ်လေးကောက်ကိုအဲ့လိုပြီးသွားရှင်းရှင်းလေးပြီးသွားတာပေါ့နော်အဲ့လိုမျိုးလက်ထည့်ပြီးကျွန်တော်ဒီမှာကြည့်လိုက်အောင် ဖြစ်301ကိုဒါထည့်လဲ301လို့ထည့်တယ်နော်302ဘာထည့်လဲ1ရထည့်တယ်ပေါ့ဗျာနော်ဒါဆိုရင်ဒီမှာ669ကိုသူ့ရဲ့ဒီ frame တွေက1 6တစုံလိုက်ကိုကျွန်တော်အပေါ်မှာတောက်လျှောက်ကြီးရှိတယ်ပေါ့နော်ဒီ frame ကြီးက1နဲ့ချုံနေပဲသူကအလှည့်ကြရိုက်လာတာဖြစ်တယ်အဲ့အတွက်တင်းနေကသူ့အပေါ် frame ကိုတော့ပြင်မပြတော့ဘူးဒီ3လုံးကိုလည်း3နဲ့8နဲ့ကို1လို့ပဲသူတစ်လုံးနဲ့ထည့်တယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာ1လို့ထည့်ရမယ် ်တက်လို့တလုံးနဲ့ထည့်ဖို့ဘာထည့်မလဲကျော်၅ထည့်ထည့်ရမယ်ဒါ၅ထည့်၅ထည့်တက်လို့၅ထည့်ထည့်လိုက်ပြောပြနော်အဲ့လိုတက်လို့တက်တည်းပဲရိုက်တယ်ပေါ့နော်ဒီမျိုး၃၀အောင်ပြီးဝင်သူ့ရဲ့အောင်မှာဆက်ဆိုးတဲ့လမ်းကြောင်းကိုပြခဲ့ပြနေပေါ့နော်ဒီဖရိန်နဲ့တော့မဆိုင်ဘူးဒီဖရိန်နဲ့ကဟိုဟာဟိုတက်တက်ရိုက်မြလမ်းကြောင်းကနောက်ဘက်ပြမယ်နော်နောက်တက်လိုက်ပြမယ်ဒီ၃လုံးနေတက်လို့ထည့်လိုက်တယ်ဝင်ပုံစံတိုင်းဝင်တာကျွန်တော်တို့၃ကတ်၃မြင်ညောဆိုင်မှာ၁၀ငါးနေရက်တူလို့ဒီမှာ၁၆နေရိုက်မယ်ဟုတ်ပြီနော်ဒီ၃ကိုတက်လို့ထည့်လိုက်တာနဲ့ ီနောက်ဘက်နှလုံးတင်တယ်နားခါနယ်ကို6လို့ထည့်လိုက်တယ်เนาะတက်ပါวะ6ထည့်လိုက်တယ်ဖြစ်တယ်တစ်လုံးနဲ့ပဲထည့်တာဖြစ်တယ်ဗောနော်နောက်တစ်ခါဒီသုံးလုံးကိုတက်လို့ထည့်လိုက်တယ်တက်လို့ထည့်လိုက်ပြီဆိုရင်ဒီနောက်ဘက်နှလုံးက9အဲ့ဒီ9နဲ့ခွန်ခါနယ်ကိုလည်း6လို့ပဲလိုက်ထည့်တယ်တက်ပါวะ6လို့ပဲထည့်တယ်ဗောဗျာเนาะအဲ့တော့တတိယတစ်ခါနေနဲ့ဒီ9လေး6ကတက်ပဲတက်ပဲဆိုတော့ဒီမှာနောက်ဘက်နှလုံးခွန်နဲ့ဘေးနားက9ခါနယ်ဒီ6လို့ပဲသူထည့်တယ်เนาะ6လို့ပဲထည့်တာဖြစ်တယ် ဒါဆိုရင်ကျွန်တော်ရောက်ကက်သည်2 5 1တို့ထည့်လိုက်ပြီတစ်ပတ်ကကျွန်တော်6ထည့်မယ်3 9ဆိုတော့ဒီမှာပါထည့်မယ်၄ခါထည့်ရမယ်၄ခါထည့်ရင်တစ်ပတ်က6လို့ရိုက်သွားပြီเนาะ1 6နဲ့ဖြစ်နေပြီအဲ့မှာခုနကကျွန်တော်ပြောခဲ့တဲ့ပရိနဲ့ပွဲပြီးသွားတာပေါ့ဗျာเนาะရိုးရိုးရှင်းရှင်းလေးပဲကောင်းပါတယ်เนาะအဲ့မှာဒီမှာရှိနေတာက2နောက်ပိတ်အဲ့ဒီ2နောက်ပိတ်နဲ့သူ့ရဲ့ဇောင်းကဒီပရိလေးနဲ့ဒီ6ဆိုပြီးတော့1 6 6ရိုက်ချင်တယ်တဖောက်လေးဖြစ်သွားပြီเนาะရှင်းရှင်းလေးပဲဖောက်ဖောက် ရှင်းရှင်းလေးပဲเนาะဒါယူယူမိတာမှန်တော့ပေါက်မှာပဲเนาะကျွန်တော်ကခဏအလုံးကင်မိတာမတွင်းနဲ့မပေါက်ဘူးပြောဒါပဲရှိတာပဲเนาะဒုတိယတကက်ဒီ၃လုံး၁လို့ထည့်လိုက်တာ ਨੇ ဒီနောက်ဘက်နှလုံး၆နဲ့၉နဲ့ခွန်ခါနဲ့၆လိုက်တယ်တစ်ပါဝါ၆လို့ထည့်လိုက်ပြီဆိုတော့ ਨੇ ဒီမှာရှိနေတဲ့နှစ်နောက်ဘက်ဒီနှစ်နောက်ဘက်နဲ့သူဇုံးကပရိလေးနဲ့ကို၆တာပဲเนาะတစ်ပါဝါ၆ဆိုပြီးတော့၁၆၆ရချင်းနဲ့တဲတပေါက်လေးဖြုတ်တယ်ဘုခွန်ရှိဘူးတတိယတကက်ထားလိုက်အောင်ကျောကဒီ၉လေးရှိကတစ်ပဲတစ်ဆိုရင်ဒီမှာ 4 3 9ဒီ6လို့တက်ပါဝ6လို့ထည့်လိုက်ပြီဆိုတာနော်ဒီမှာရှိနေတဲ့1နောက်ပိုင်းနဲ့သူ့ရဲ့ဆောင်းကပရိင္းားနေကို6လို့ထည့်တယ်တက်ပါဝ6လို့တစုံထည့်ပြီးတော့တ6 6ရိုက်ချက်နဲ့89 89ဒဲတပုတ်လည်းဖြုတ်တယ်ပေါ့ဗျာနော်ခုနက30 30အောင်မီရတဲ့အောက်ဒီမှာအပုံကြံရင်သူကစော့တယ်ပေါ့ဗျာနော်အဲအဲ့လိုလေးစော့ထားတာဖြစ်တယ်အဲ့လိုလေးစော့ထားဖြစ်တယ်တဲ့နော်အဲ့တော့ကျွန်တော်ရောက်ကကျွန်တော်ထည့်လိုက်ရုံပဲနော်2 4 9ကိုတက်လို့ထည့်လိုက်ပြီ တစ်ကပ်ပါဝါကိုလည်းဒီနောက်ပိုင်းနှလုံးနှစ်နဲ့ဟို၄ခါနဲ့ဒီ6လို့ထည့်လိုက်ကြည့်တစ်ပါဝါ6လို့ထည့်လိုက်ပြီဆိုမှတော့ဒီကရှိနေတဲ့3နောက်ပိုင်းနဲ့ကျွန်တော်ဒီမှာပဋိသေ3နဲ့ကို6လို့ထည့်ပြီးတော့ဒီ66ရိုက်ချက်နဲ့သူထည့်လိုက်မှာတော့ဘာကနန်းလဲ3ပဋိဖြစ်တဲ့အတွက်အားလေးတဖောက်ခဲ့ပေါ့ဗျာနော်ဒါရိုးရိုးရှင်းရှင်းလေးပဲပြရတာဖြစ်တယ်တပင်းရိုက်ချက်လည်းပြသည်ကိုနေ30 frame မဟုတ်ဘူးနော်သူ့ရဲ့အောက်မှာဒီကောင်ကလည်းဒီလိုမျိုးလေးလာပြီးတော့စော့နေတယ်နော်စော့နေတာဖြစ်တယ်စော့နေတာလေးကိုပြခဲ့တာဖြစ်တယ် ရလိုက်တာပေါ့ဗျာနော်ဒါသုံးပရိတ်ဒီမှာဒီအတွက်ငါးလေးလေးအဲ့မှာဒီ330လမ်းကြောင်းနဲ့ကိုကျွန်တော်ဆက်သွားအားလုံးမြင်လာပါရောနော်ဒီမှာ Facebook မှာ line မကောင်းအကြည့်လို့ကျွန်တော်မပြရလဲကြာပြီဒါကတော့ဒါပထမလာတော့ဒါရိုးရိုးရှင်းရှင်းဒုံးဖြုတ်တဲ့လမ်းကြောင်းလေးပေါ့ဗျာနော်ခုန355ရဲ့ channel ပြီးသွားတယ်နော်တပေါက်တည်း1331ဟိုက166ရဲ့ channel နော်ဟာလေးလေးတပေါက်လေးပေါ့ရနော်အဲ့တော့ခုနကကျွန်တော်ပြခဲ့တဲ့330ဇလန်းကိုတွားလိုက်ရအောင် เนาะ3တက်ဆက်ဇလန်းကိုသွားလိုက်ရအောင်အခုက3ကက်လိုင်းကြီးတစ်ဆိုင်တော့ပြပြီးမှာ3ကက်လိုင်းကိုကြည့်ခြင်းနဲ့တကယ်ချင်းနေတော့ပေါ့ဗျာเนาะ3ကက်လိုင်း3ကက်တီးတက်ပြအောင်เนาะ3ကက်တယ်ဆိုတော့ကျွန်တော်ကနောက်တစ်ချိန်ကိုမျောအောင်ပေါ့ဗျာเนาะနောက်တစ်ချိန်မျောအောင်3ကက်လိုင်းနဲ့ပြအောင်ခုနကပြခဲ့တယ်ဟိုပါပေါ့เนาะဒါဟိုဘာနဲ့ပြရမလဲဆိုတော့ဒီအားနဲ့ပြရမယ်ရှုပ်သွားမှာဆိုလို့ပေါ့เนาะဒီနောက်ပေါင်းနောက်ပေါင်းကိုယ်နဲ့ရှေ့ပေါင်းလေးနဲ့ဒီ3 3ကိုဒီပရင်း9နဲ့အားနောက်ပဲ30 30တက်ခတ်ပေါ့เนาะ တကနောက်ပေါင်း3နောက်ပေါင်း3နဲ့8ပေါင်း30စီ3နောက်တကဒီ break break နဲ့နောက်ပေါင်းနဲ့ဒီ30 30နဲ့เนาะ2ကတ်နောက်တကဒီနောက်ပေါင်း8နောက်ပေါင်း8နဲ့8ပေါင်းကနေ3ပဲเนาะအဲ့ဒီ break နဲ့နောက်ပေါင်းနဲ့ဒီ30 30နဲ့3ကတ်အောင်ねနောက်တကနောက်ပေါင်း8နောက်ပေါင်း8နဲ့8ပေါင်းကနေ3အဲ့ဒီ3ကိုဒီ break 9နဲ့9နောက်ပေါင်းနဲ့ဒီ30 30နဲ့သူက4ကတ်တောင်အောင်သွားတယ်ပေါ့ဗျာเนาะ အဲ့ဒီ30ရိုက်ချင်တယ်ကျွန်တော်က၄ကက်လိုင်းရတယ်၃ကက်လိုင်းတော့တွားလိုက်အောင်၃ကက်လိုင်းအောင်လို့တော့တော့၄ကက်ကိုဖရင်ကခင်းထားပြီဆိုတော့တော့တကောင်တီးမှာပေါ့ဗျာနော်အခု၃ကက်လိုင်းနဲ့ရောဆော့လိုက်အောင်၃ကက်လိုင်းနဲ့ဆော့အောင်ဘယ်လိုဆော့မလဲဘယ်လိုဆော့မလဲဆိုတော့ဒီမှာဒါကမြင်းနေတော်တော်ဆွဲရမှာဖြစ်တယ်ဆိုတော့၃ကက်၃၃ကက်စီလေးဆိုတော့ဗျာနော်အစက်ကလေးပဲပြလိုက်တော့ဒီပရိတ်လေးဒီပရိတ်လေးနဲ့ဒီဘက်တစ်နှစ်ကျော်က၉ထည့်စီနေဟို၃လို့ထည့်တယ်နော်၃လို့သူထည့်တယ် ဲ့ဒါ30လိုင်းကြီးရောပြန်ဆော့မှာပါဗျာနော်ဒါဆိုရင်ဒီမှာရှိနေတာက95ဆိုတာပရိငါပရိငါနဲ့ဒီဘက်တစ်နှစ်ကျော်က8ထိပ်စီနေဟိုလေပါထဲလေသုံးမဲ့ထဲတယ်သုံးမဲ့ထဲတယ်ဗောနော်ဒါဆိုရင်ဒီမှာရှိနေတာကပရိ6ပရိ6နဲ့ဒီဘက်တစ်နှစ်ကျော်မှာရောပါထိပ်ထဲမယ်300အောင်လို့ခွန်ထိပ်နော်ခွန်ထိပ်ထဲရမှာသုံးမယ်အဲအဲ့လိုမျိုး3လေးနဲ့30လိုင်းဖြစ်တဲ့အတွက်ဗောနော်အဲ့လိုမျိုးတက်စီကို ၃နဲ့စပြီးဟိုစလိုက်အောင်ပရိနဲ့ထက်စီနဲ့ဒီ၃တခြားတော့ကြည့်မှရမယ်ပေါ့နော်၃ကလိုင်းပေါ့ကျွန်တော်ပရိနဲ့ထက်စီနဲ့ဒီ၃ပဲဒီပရိနဲ့ဒီထက်စီနဲ့ဒီ၃ပဲပေါ့ဗျာနော်အဲ့လို၃လို့ထည့်လိုက်ပြီဆိုရင်နဲ့နော်ဒီမှာရှိနေတာဒီမှာရှိနေတာက၁အဲ့၁နဲ့၉ထိနေတာဒီ၁၀လို့သူချုပ်ထားတယ်၃30ရိုက်ချက်ဆိုတော့၃နဲ့30နဲ့ကိုပွဲအပြီးကိုရိုက်မယ်ပေါ့ဗျာနော်6 5ကို30ပြန်ချုပ်ထားတယ်ပေါ့နော်ဒုတိယတကယ်ကလည်း ပရိနေထည့်ချင်းနေသည်3လို့ထည့်လိုက်တယ်3လို့ထည့်လိုက်ပြီဆိုရင်အဲ့ဒီနှလုံးနှင်းနဲ့အဲ့ဒီရှစ်ထိတ်နဲ့30နော်30ပြန်ထည့်ပြီ30 30ရိုက်ချက်ပေါ့ဗျာနော်အဲတတိယတကယ်ကြည့်လိုက်အောင်ဒီပရိနေထည့်ချင်းနေကို3လို့ထည့်လိုက်ပြီ3လို့ထည့်လိုက်ပြီဆိုရင်ကျွန်တော်ကဒီမှာ30ပြန်ထည့်ရမယ်ဆိုတော့ဒီမှာထည့်လိုက်ကြည့်အောင်4ကိုခွန်ဒီ30လို့ပြန်ထည့်ထားတယ်30ပြန်ထည့်ထားတယ်ပေါ့နော်30ဒီရှေ့မှာ၄ကအစီဖျားကြပြီးတော့ဒီ site အောင်ရရင်ကျွန်တော်ကနောက်တစ်ချိန်မှာ ဒီချိန်မှာကျွန်တော်လေးကက်ဆိုက်ကိုထပ်တီးရအောင်ဖြစ်တယ်ပေါ့နော်အဲ့တော့သုံးကက်ဆိုက်ကိုကျူပြထားတာဖြစ်တယ်သုံးကက်ဆိုက်ကထိုးကက်လည်းဖြစ်နေအောင်ပြန်နော်အဲ့လိုမျိုးလေး30လုံးနဲ့ထည့်လိုက်ပြီဆိုရင်တူကထက်စီကိုအဲ့လိုမျိုးထည့်လိုက်တယ်ပေါ့ဗျာနော်ထက်စီကိုအဲ့လိုထည့်လိုက်ပြီဆိုရင်ခါးကိုတဲ့ဘယ်လိုထည့်လဲခါးကိုခါးကိုတဲ့နော်ဒီမှာရှိနေတာက6ခါးဒီ6ခါးနဲ့အောက်2ပွဲကြုံမှာရှိတယ်ခွန်ခါးနဲ့ကို3လို့ပြန်ထည့်တယ်3လို့ပြန်ထည့်တယ်နော်ဒါတော့2ပွဲကြော်လိုက်မယ်2ပွဲကြော်လိုက်မယ်ဆိုရင်ဒီမှာရှိနေတာ4ခါး ဲ့ဒီ၄ခါနဲ့အောက်နှစ်ပွဲကြော်啊၉ခါနဲ့ကိုသူ၃လို့ပြန်ထည့်တယ်ပေါ့ဗျာနော်၃လို့ပြန်ထည့်တာဖြစ်တယ်၃လို့ပြန်ထည့်တယ်ဒါဆိုရင်ဒီမှာရှိနေတာက၉ခါ၉ခါနဲ့ကျွန်တော်ဒီမှာအောက်နှစ်ပွဲကြော်မှာဘာခါထည့်မလဲ၄ခါ၄ခါထည့်တော့မှ၃လို့သူပြန်ထည့်မှာဖြစ်တယ်နော်၃၁၀ရိုက်ချင်တယ်ကိုထည့်တော့မှာဖြစ်တယ်ပေါ့ဗျာနော်ဒီပရိနဲ့ဒီထက်စီနဲ့ဒီ၃လို့ထည့်လိုက်ပြီဆိုရင်သူအပေါ်နှစ်ပွဲကြော်က၆ခါနဲ့အဲ့ဒီ ူ့ရဲ့ခါနဲ့ဒီ3လို့ပြန်ထည့်တယ်တစုံပေါ့ဗျာနော်အဲ့ဒါကဒီပရိတ်နဲ့ထည့်ရှိနေကို3လို့ထည့်ရင်သူ့အပေါ်2ဘွဲကျော်က4ခါနဲ့အဲ့ဒီ5ခါနဲ့ကိုလည်း3လို့ပဲထည့်တယ်အဲ့တော့ဒီပရိတ်နဲ့ထည့်ရှိနေကို3လို့ထည့်လိုက်ပြီထည့်လိုက်ပြီဆိုရင်သူ့ရဲ့အပေါ်2ဘွဲကျော်က6ခါနဲ့အဲ့မှာကျွန်တော်4ခါနဲ့ဒီ3လို့ပဲသူတစုံလိုက်ထည့်တယ်အဲ့တော့တစုံလို့ထည့်လိုက်တဲ့အချိန်မှာအဲ့ဒီ3နဲ့10နဲ့ကိုကတ်ချုပ်ထားတာဆိုတော့ဒီ6 5ကိုဒီ10လို့သူချုပ်ထားတယ်ပေါ့နော်အဲ့လို10လို့ချုပ်ထားပြီဆိုရင်ဒီ6နောက်ပိတ်နဲ့ ရေနောက်ပိနေအဲ့ဒီရေပေါင်းချုံနေ30လို့ပဲသူကတစုံလိုက်ပြီးတော့ချုပ်ထားမှာဖြစ်တယ်နော်အရှာကြည့်ပေါ့ဗျာနော်နောက်တကဒုတိယတကန်နေနဲ့ဒီ9ခုရှိသည်30လို့ထည့်လိုက်ပြီ30လို့ထည့်လိုက်ပြီဆိုရင်သူ့ရဲ့အောင်မြင်ကုန်မှာရှိနေတယ်3နောက်ပိနေအဲ့ဒီရေပေါင်းခုနေသည်30လို့ပဲသူချုပ်ထားမှာနော်30သည်အတွဲလိုက်စုံနေတာဖြစ်တယ်ပေါ့ဗျာနော်အဲ့ဒါဆိုတတိယတကန်နေနဲ့ဟာ6ခုခုသူ30လို့ထည့်ထားပြီထည့်လိုက်ပြီဆိုသူ့ရဲ့အောင်မြင်ကုန်မှာရှိနေတယ်6နောက်ပိနေ အဲ့ဒီရေပုံးတင်နေဒီလုံး30လို့ပဲသူကကွက်တီချုပ်ထားမှာဖြစ်တယ်။လုံး30ရိုက်ချန်တယ်ပဲသူက84ရှိတယ်ကိုအဲ့လိုမျိုးဇုံလိုက်ပေါ့ဗျာနော်ဇုံလိုက်ထည့်ထားလိုက်ပြီ။ဇုံလိုက်ထည့်ထားလိုက်ပြီပေါ့ဗျာနော်။အဲ့မှာတဲ့ဒါ3ကက်စီဆိုတော့ဒါ3ကက်စီပေါ့ဗျာနော်။အဲအဲ့တော့အဲ့လိုမျိုးကျွန်တော်ပြရှင်းပါတယ်နော်လွယ်လွယ်လေးပဲပြောနေတာဆိုတော့ရှင်းပါတယ်။အဲ့လို30ရိုက်ချန်တယ်ရိုက်လိုက်ပြီဆိုရင်အဲ့မှာသူ့ကိုအပြီးရိုက်လိုက်အောင်ကျွန်တော်ကဘယ်လိုရိုက်မလဲဆိုတော့ ဒီပရိနဲ့ဒီထက်စီနဲ့ဒီသုံးပြီเนาะအဲ့လိုသုံးလို့ထည့်လိုက်ပြီဆိုရင်ဒီ6ခါနဲ့9ခါနဲ့ဒီသုံးပြီအဲ့လိုသုံးပြီဆိုရင်ထည့်ရကြည့်เนาะဒီမှာရှေးပေါင်း6ရှေးပေါင်း6နဲ့ဂွား9နဲ့ဒီရှေးပေါင်း6နဲ့ဒီဂွား9နဲ့ဒီသုံးရမယ်ကွက်တိပြန်သုံးရမယ်သုံးရမယ်တပုတ်လေးရိုက်ပါပြီဒုတိယတစ်ခါဒီပရိ9နဲ့8ထိနဲ့ဒီသုံးလိုက်ပြီအဲ့လိုသုံးပြီဆိုအပေါ်2ပွဲကြုံမှာရှိတယ်၄ခါနဲ့အဲ့9ခါနဲ့ဒီသုံးပြီအဲ့လိုသုံးလိုက်ပြီဆိုရင်ဒီရှေးပေါင်း9နဲ့ ဝါ6နဲ့ဒီသုံးရမယ်သုံးလို့ထည့်ရမယ်တပေါက်လေးပဲရိုက်တယ်နော်တပေါက်လေးပဲရိုက်တယ်ရှေ့ပေါင်း9နဲ့ဝါ6နဲ့ဒီသုံးတာပဲနော်အဲ့အချိန်မှာတတိယတကယ်နေဒီပရိနဲ့ထက်စီနဲ့သုံးလိုက်ပြီးတော့အပေါ်2ပွဲကျော်ကခါနေဒီခါနေဒီသုံးနေအဲ့လိုသုံးပြီဆိုရင်သူ့ရဲ့ရှေ့ပေါင်းဒီ1ရှေ့ပေါင်း1နဲ့ဝါ2နဲ့ကိုသုံးရမယ်ရှေ့ပေါင်း1နဲ့ဝါ2နဲ့ဝါ2ဖြစ်ဖို့ကျွန်တော်က9ထည့်ရမယ်3ရဲ့အတန်နဲ့ကျွန်တော်တို့ကခွန်လေး9ကိုတပေါက်လေးဖြုတ်လိုက်ပြီအဲ့လိုပြီးတဲ့အပြင်မှာဒီ6ထိတ်နဲ့ဒီပရိ4နဲ့ဒီသုံးပါပြီနော် ။ဒီ shit ထိတ်နဲ့ဒီပရိ9နဲ့ကလည်းသုံးသွားတာနော်။ဒီ콘ထိတ်နဲ့ဒီပရိ6နဲ့ကလည်းသုံးသွားတာပဲ။သုံးရိုက်ချက်၄ချက်နဲ့သူကဒဲကိုတပေါက်လေးဖြစ်တာနော်။တဲစီခါနောက်ပိတ်ပရိဆိုပြီးသူတပေါက်လေးဖြစ်သွားတာဖြစ်တယ်။သုံးရိုက်ချက်နဲ့။အဲသုံးပြင်သူက10နဲ့လိုက်ချုပ်ထားသေးတယ်ပေါ့နော်။ဒီ6 9ကိုဒီ10ထည့်တာလေ။10ထည့်ပြီဆိုရင်ဒီ၄နောက်ပိတ်နဲ့ရှေးပေါင်း6နဲ့ဒီ10ထည့်တယ်။အဲ့လို10ထည့်လိုက်တယ်လို့ပဲ။6 9နှစ်ဆိုတော့3နဲ့ကွာကုန်နေကို10လို့ထည့်ပြီးတဘောလေးဖြစ်သွားတယ်။အမဝင်လာတဲ့8နောက်ပိတ်ကအဓိက6ထိတ်နဲ့ နောက်ပေါင်း၄နဲ့ဒီ30လို့ထည့်သွားတာဖြစ်တယ်30 4ချက်နဲ့လေကိုယ့်ဟောရှင်တဘောလေးဖြုတ်တယ်နော်ဒုတိယတစ်ဆိုင်9ခွန်8ကို30လို့ထည့်လိုက်ပြီဒီ9ခွန်8ဒီ30လို့ထည့်လိုက်ပြီ38ကိုဒီ30လို့ထည့်လိုက်ပြီကိုယ့်နဲ့ပုံစံတိုင်းပဲဒီ3လုံး4နဲ့ကိုယ်က6နဲ့30လို့ထည့်လိုက်ပြီ30လို့ထည့်လိုက်တဲ့ချိန်မှာနောက်ပေဝင်လာတဲ့ရှင်းနောက်ပေကိုလည်းဒီ6ထိပ်စီနဲ့ဒီ9004နဲ့ကို30လို့ပဲထည့်တယ်34ချက်နဲ့ကိုလည်းရှိကိုနောက်ရောက်ကက်ကိုသွားလိုက်အောင်ရောက်ကက်ကဒီ4 6ခွန်ဒီ30လို့ရိုက်လိုက်ပြီ6ခွန်4ကို30လို့ရိုက်လိုက်ပြီအဲ့လိုရိုက်ပြီဆိုရင် ဟိုကဘောကပုံစံနဲ့ဒီ၃လုံး၈နဲ့ကွာနှစ်နဲ့ကိုလည်း၁၀လို့ပဲကွက်တီရိုက်ထားတယ်လို့ပဲဒီ၃ညထိတ်ချင်းနဲ့နောက်ထောင်နှလုံး၁၀နဲ့၁၀လို့ပဲရိုက်ထားတယ်၁၄ကျင်းနဲ့လည်းခွန်လင်းကဟိုတက်တပုတ်လေးဖြုတ်ထားတာဖြစ်တယ်နော်အဲ့လိုခွန်၁၀လမ်းကြောင်းနဲ့ပဲကျွန်တော်ကဟိုပေါ့အေး၃၀နော်၃၀ရိုက်ချက်နဲ့ကိုဒဲဘောက်ကိုဖြုတ်ထားတာဖြစ်တယ်ဒီစိုက်ကတကယ်ကောင်းတဲ့စိုက်နော်၃ကက်တဲ့ရောနောက်တစ်ကက်ထပ်စားအောင်မတို့ကစိုက်က၄ပင်မြောက်အဲ့မှာအဲ့မှာဝင်းနေတယ်အဲ့မှာကြည့်လိုက်မယ်နော်၃နဲ့၁၀ချုပ်ထားတဲ့ထိတ်ချင်းတွေကိုကြည့်လိုက်မယ်၉ထိတ်၈ထိတ် ခွန်ထိတ်ဆိုတော့အော်တိုကျနေတယ်နော်ဒီကိုထိတ်ကဘာလို့ကျလဲကျမှာပေါ့ဒီမှာရှိနေတာက၅ခါ ਉਹ ဗျာနော်ဒီ၅ခါဒီ၅ခါကိုသူကထည့်ကျင်တဲ့အတွက်အေးဟွာဖြည့်ကျင်တဲ့အတွက်နော်ဒီကိုထိတ်ကိုထည့်သွားတာအဲ့၅ခါကဒီနှလုံး၅လို့သူထည့်လိုက်တယ်အဲ့လို၅လို့ထည့်လိုက်တာနောက်ပေါင်း၅လို့အော်တိုထည့်ပြီးပြီးတော့အဲ့လိုဖြုတ်သွားတာဖြစ်တယ်နော်ကိုထိတ်ပြီး၈ထိတ်၈ထိတ်ကိုလည်းဘာလို့ထည့်သွားလဲဆိုဒီမှာရှိနေတာခွန်ခါအဲ့ဒီခွန်ခါကိုဒီလိုခွန်ထည့်ကျင်လို့အဲ့လိုခွန်လို့ထည့်ကျင်တဲ့အတွက်၈ထိတ်ကိုထည့်တာအဲ့လိုခွန်ထည့်လိုက်ပြီဆိုရင်လည်းဒီမှာနောက်ပေါင်းခွန်လို့သူထည့်လိုက်ပြီးဖြုတ်သွားတာပဲဖြစ်တယ်နော် ောက်တစ်ခါဒီမှာခွန်ထိတ်ထည့်ကျင်လာဆိုရင်ဒီမှာရှိနေတာကိုးခါဒီကိုးခါကိုဖြည့်ကျင်တဲ့အတွက်ဒီခွန်ထိတ်ကိုထည့်တယ်အဲ့ကိုးခါကိုဒီနှလုံးကိုးထည့်ကျင်တာဒက်စီနှလုံးကိုးထည့်ကျင်တာအဲ့လိုဒက်စီနှလုံးကိုးထည့်မှာနောက်ပေါင်းကိုးဆိုတော့အော်တို ဖြုတ်လိုက်တာအဲ့လိုမျိုးဖြုတ်လိုက်တာဖြစ်တယ်နော်အားခွန်ကိုရိုက်ချက်ကိုသူဖြည့်ကျင်တဲ့အတွက်ကိုးရှိခွန်ထည့်ပါတယ်ဒီငါးကိုပဲဒက်စီနှလုံးငါးထည့်ပြီးနောက်ပေါင်းငါးလို့ထည့်ပါတယ်ကွက်တီနော်ဒီခွန်ကလည်းဒီဒက်စီနှလုံးခွန်လို့ထည့်ပြီးနောက်ပေါင်းခွန်နဲ့ထည့်ပါတယ်ဒီကိုးကိုလည်းဒက်စီနှလုံးကိုးလို့ထည့်ပြီးနောက်ပေါင်းကိုးနဲ့ထည့်ပါတယ်ဒီကနန်းကိုကျွန်တော်တို့က30ရိုက်ချက်နဲ့ဖြည့်ထားတာဖြစ်တယ်နော် အဲ့ဒါကိုအဲ့လိုမျိုးလေးထည့်သွားတာဖြစ်တယ်။ဒါတော့ပြည့်စုံနေပါပြန်နော်။ဒါမဲ့တစ်မျိုးလောက်တော့ပြတ်ခဲ့ပါဝင်ထပ်ပြီးတော့ဒီမှာဒီ9ခါရဲ့အဲ့9နောက်ပဲရဲ့9ထည့်ရဲ့9 9ကိုအားထည့်လေ9လို့ထည့်တယ်နော်9လို့ထည့်တယ်။နောက်တစ်ခါခွန်ခါရဲ့၄နောက်ပဲရဲ့8ထည့်ရဲ့ကိုအားထည့်လေ9လို့ထည့်တယ်။နောက်တစ်ခါ9ခါရဲ့3နောက်ပဲရဲ့9ထည့်ရဲ့ကိုအားထည့် 6လို့တလုံးနဲ့ထည့်ပါတယ်နော်အဲ့ဒီ6လို့ထည့်လိုက်ပြီဆိုရင်အဲ့လိုမျိုးပေါ့နော်ဒီ9 9 6 6လို့ထည့်လိုက်ဒီမှာရှင်းအောင်ကြည့်ပါဗျာနော်ဒီမှာ0က2အဲ့ဒီ0 2နဲ့ခွန်ခါနဲ့ကို6လို့သူပြန်ထည့်တာနော်ဒီမှာ0 30 0 30နဲ့ဒီ6ခါနဲ့6လို့သူပြန်ထည့်သွားတာနော်ဒီမှာ0 5 0 9နဲ့6ခါနဲ့6လို့ပဲသူပြန်ထည့်သွားတာဖြစ်တယ်เนาะအဲ့ဒီမှာ6လို့ထည့်တဲ့အပြင်ကိုဒီမှာရှိတဲ့9နောက်ပိတ်နဲ့ဒီပရီလေးနဲ့6လို့ပဲထည့်တာ6ရက်ချက်3ချက်နဲ့တပုတ်လေးဖြစ်သွားတာ ဒီမှာ၄နောက်ပိတ်နဲ့ဒီပရိင္ကတဲ့၄နောက်ပိတ်နဲ့ပရိင္ကနဲ့ကိုးလို့ရိုက်သွားတာဒီမှာရှိနေတာ၃နောက်ပိတ်အဲ့ဒီ၃နောက်ပိတ်နဲ့ဒီပရိချုံနဲ့ကိုးလို့ပဲရိုက်သွားတာဖြစ်တယ်နော်ကိုး၃ချက်ကိုးတစုံနဲ့လည်းဒီကောင်ကခရီးခွန်လင်းကားကိုပဲဖြုတ်ချလိုက်တာဖြစ်တယ်အဲ့တော့ဒီ site ကလည်းတကယ်ကောင်းတဲ့ site ပေါ့နော်၃ကဲ site ကလေးဆိုပေမဲ့ဘုံကပြည့်စုံတယ်ပေါ့နော်လင်းကားအကြိုင်ထိုးတာ၃ကဲမှာတော့ရှယ်ပဲနော်၃ကဲကတော့